နောက်ထပ်လေးရများကိုရရှိလို့ရလာပါပြီရှင်ဒီနေ့မှာဆင်းတော့စကြောကဒါကုန်ပစ္စည်းရောင်းချနေပေါ့နော်ကိုကချားချက်လေးကိုပျော်ပြမြောက်ပေးမှလည်းဖြစ်ပါတယ်နောက်လေးတို့ပေးပါရှင်ဒီကုန်ရပြန့်ချီရောင်းချခြင်းစနစ်မှာဆိုရင်အနှစ်သာရကပစ္စည်းတွေကိုတိုက်ရိုက်ရောင်းချခြင်းပဲဖြစ်ပါတယ် အကုန်ပစ္စည်းတွေကိုတိုက်ရိုက်ရောင်းချမှုအတင်းလို့ခေါ်တယ်။ DSA ကိုလည်းအတိတ်ပဲဖွင့်ဆိုခဲ့ပါသေးရဲ့ရှင်။ဒီမှာကျတော့ကိုကိုရက်ဖြန့်ချီရောင်းချခြင်းကအယောင်မားတွေကပေါ့နော်ဥဆောင်ပြီးတော့လူသုံးကိုပစ္စည်းတွေကိုလူတဦးချင်းအိမ်နဲ့ပေါ့နော်လူတဦးချင်းရဲ့အိမ်နဲ့အလုပ်ဌာနများကိုတိုက်ရိုက်တွားရောက်ကဖြန့်ချီရောင်းချခြင်းပဲဖြစ်ပါတယ်။လူများစုကတိုက်ရိုက်ရောင်းချမှုစနစ်များစွာနဲ့ရင်းနှီးကြပြီးဖြစ်ပါတယ်။ ကဲဒလောက်များအယောင်ပွဲများလူတူဦးကနေတူဦးပေါ့နော်တအိမ်ကနေတအိမ်ဝင်ထွက်နီးများဖြင့်တိုက်ရိုက်ရောင်းချမှုကိုပြုလုပ်ကြတယ်တိုက်ရိုက်ရောင်းချမှုကအခြားတော့အယောင်ပုံစံများတဲ့သုံးဆွဲသူကိုများစွာအကျိုးပြုတယ်ဖြန့်ချီလူနဲ့တဲ့ကုမ္ပဏီအတွက်လည်းအကျိုးရှိတဲ့နီလန်းလည်းဖြစ်ပါတယ်တဲ့ဒီလိုကြောင့်ပေါ့နော်သုံးဆွဲသူကိုအိမ်ကနေထွက်ခွာရမှုမရှိခြင်းက အလုတ်များတူနဲ့အသက်ကြီးရွယ်အိုများတွေကြီးမားတဲ့အကျိုးကျေးဇူးကိုဖြစ်စေပါတယ်။အကယ်၍ဖြန့်ချီသူကအလုတ်ကြိုးစားသူဖြစ်ပြီးတော့ဗောနော်။အခါအားလျော်စွာဆက်တွယ်မှုပြုလျင်သုံးဆွဲသူအနေဖြင့်ဖုံးဆက်အကြောင်းကြားရမယ်လို့ပါဘူးတဲ့။ဒီလိုစနစ်နဲ့ဗောနော်ရောင်းချတဲ့ကုန်ပစ္စည်းတွေကထူးခြားတဲ့ပစ္စည်းများဖြစ်တယ်။ယင်းတို့ထပ်ဆိုင်များတွင်လည်းကောင်းကြော်ညာမှလည်းကောင်းဗောနော်။တွေးရှိနိုင်မှာတော့မဟုတ်ပါဘူးเนาะကျမတို့ပစ္စည်းတွေကို အိမ်ကိုတိုက်ရိုက်ပို့ပေးတဲ့ပစ္စည်းနမူနာတွေနဲ့ကက်တလော့တွေကိုလည်းလေ့လာကြည့်ရွှတ်ကြတုံးဆွဲသူတွေပို့ပေါ့နော်များစွာအားရကျင်းနှမှုကိုလည်းဖြစ်စေပါရရှင်။ကြည့်ရင်ဒါကျွန်တော်တို့ပေါ့နော်အယောင်ပွဲပြုလုပ်ရခြင်းကပျော်ရွှင်ပွဲကောင်း၍လူမှုဆက်ဆံရေးအခမ်းကဏ္ဍတစ်ခုလည်းဖြစ်စေပါတယ်တဲ့ကျွန်တော်တို့အယောင်ပွဲတော်နေလုပ်တယ်ပေါ့နော်။တိုက်ရိုက်ကုန်စီဖြန့်ချိမှုစနစ်က အရေးကြီးဆုံးအချက်မှာဖြန့်ချီလို့ ਨੇ ပေါ့နော်ဖောက်တယ်ရဲ့ဆက်ဆံရေးဖြစ်တယ်။ရောင်းလို့ ਨੇ ဝယ်တွေကြာကောင်းစွာယုံကြည်မှုရှိခြင်း ਨੇ ပေါ့နော်။ချစ်ကြည်ရင်းနှီးမှုရှိခြင်းဟာမိတို့တော့အယောင်စနစ်မျိုးတွေမှာတွေးရှိနိုင်မှာဘူးတဲ့။ဖြန့်ချီလို့လေဖောက်တယ်နဲ့ဆက်ဆံရမှာရေရှည်တည်တံ့ပြီးတော့ပေါ့နော်။နှစ်ဦးနှစ်ဖက်အကျိုးရှိမဲ့ဆက်ဆံရေးကိုထူထောင်နိုင်ကြတယ်။ဒီလိုနီးနေပေါ့နော်။ဒါကျမတို့ ပုံပစ္စည်းတွေကိုထပ်မံမှအကြမှုတွေအလွယ်တကူရရှိနိုင်ပါတယ်ရှင်။ပြီးရင်အဲဒါကုန်ပစ္စည်းအသက်တွေနဲ့ပေါ့နော်။မိတ်ဆက်ပေးရမှာလေအခြားတော့စီးပွားရေးလုပ်ငန်းတွေလိုပဲကြော်ညာဖို့လုံးဝမလိုပါဘူး။ သုံးစွဲသူကိုအိမ်ရင်တို့ခေါ်ထုတ်ရမလို့ပဲနဲ့အောင်မြင်စွာမိတ်ဆက်လောက်ကိုင်းနိုင်တဲ့လုပ်ငန်းလည်းဖြစ်ပါလိမ့်ရှင်။နီလန်လည်းဖြစ်ပါတယ်။တိုက်ရိုက်ရောင်းချတဲ့စနစ်နဲ့အယိုးရှိယိုးစနစ်ကမတူညီတဲ့အခြားနာချက်တစ်ခုကပါလဲပေါ့နော်။ဒါတိုက်ရိုက်ရောင်းချတဲ့ကုမ္ပဏီရဲ့အယောင်ပုံကိုတွေကအချိန်ပိုင်းအလုပ်လုပ်တဲ့သူတွေလည်းဖြစ်တဲ့ဖြင့်အစင်မြင့်တင်တဲ့ပို့ချခံရသူတွေဟုတ်တဲ့အချက်ပဲဖြစ်ပါတယ်တဲ့။ အစင်မြင့်တင်တာပို့ချခံရသူမြာမဟုတ်ဟိုတဲ့အချက်ဖြစ်တယ်ပေါ့နော်အဲစင်စစ်သူတို့ရောင်းချတဲ့ပစ္စည်းအရေအတွက်ကရှေယိုနီအယောင်ဝန်တန်းများ ရောင်းချတဲ့အရေအတွက်ထက်များစွာလျော့နေတယ်တဲ့တို့ပြန်ဒါတိုက်ရိုက်ဖြန့်ချီသူများရောင်းချတဲ့ပစ္စည်းကတင်တန်းအနှဲငယ်ပေးယုံများနဲ့လွယ်ကူစွာရောင်းချနိုင်တဲ့ပစ္စည်းများလည်းဖြစ်ပေတယ်တို့ဆိုပါကုမ္ပဏီတစ်ခုက2ရက် truck ကုန်များကို အပေကြောင့်ပုံရက်ဖြန့်ရောင်းချတဲ့စနစ်ဖြင့်ရောင်းချလိုခြင်းဖြစ်ပါတယ်လေလို့မေးစရာရှိပါတယ်ထင်ရှားတည်လာတဲ့အကြောင်းကယစ်စီအပေါ်လူကိုယ်တိုင်ထောက်ခံပေးခြင်းနဲ့တရုတ်ပြခြင်းတို့ဟာလို့လိုအပ်ယုံမကဘောနော်အဲဒီမှာပစ္စည်းရောင်းချမှာရောင်းချမှုမှာလည်းအကြီးမားတဲ့အကျိုးကျေးဇူးဖြစ်စေရအောင်ဖြစ်ပါလေတို့ပြင် အကြောင်းတခြားအကြောင်းရင်းတစ်ခုကပါလေပေါ့နော် ပစ္စည်းကိုကိုယ်တိုင်ပြတတ်ညှို့ဆို့ခြင်းဟာအလားအလာရှိတဲ့ဖောက်တဲ့ကိုဆွဲဆောင်ရမှာအမှန်တကယ်ပြည်ပြမှုရှိရကြမှုဖြစ်တယ်။အဲဒီလိုပေါ့နော်။အဲတိုက်ရိုက်ရောင်းချတဲ့ပစ္စည်းများနဲ့ဥပမာအချို့ဖြစ်ပြီးတော့တဲ့အဘယ်ကြောင့်ပေါ့နော်ဒီစနစ်နဲ့တင့်လျော်လဲဆိုတော့ပေါ်ပြထားတယ်တဲ့ဥပမာဘာတွေလဲဆိုရင်လက်ဝဲရနာတွေပေါ့နော်ဒါကျွန်တော်တို့ဒီ marketing မှာလက်ဝဲရနာရှိတဲ့ကတ်တလောက်ကိုကြည့်ကြရဖြစ်လဲအကြည့်ကြရဖြစ်လကောက်ပေါ့နော် ပစ္စည်းများကိုကိုယ်တိုင်ကြံ့တွဲကြည့်ခြင်းအဖြစ်၎င်းဝယ်ယူလို့စိတ်ဖြစ်ပေါ်စေပါတယ်။ပြည်ကြံ့အဟာရဖြည့်ဆွက်စာတွေပေါ့နော်။အဲ့ဒီမှာဖြည့်ဆွက်စာတွေဖြည့်ဆွက်အဟာရတွေရှိတယ်။ဒါကြောင့်ဝယ်ယူရမပြုမီစတန်ဒတ်ကြီးနိုင်တဲ့ပစ္စည်းမျိုးလည်းဖြစ်တယ်ပေါ့နော်။ဒီပေါ်ဆုံးတဲ့အထီးရောက်ဆုံးကြော်ညာကိုကိုအထီးရောက်ဆုံးကြော်ညာကကိုယ်တိုင်တက်တင်ပြနိုင်ခြင်းပဲပေါ့နော်။အဲ cosmetic တွေလည်းရှိပါတယ်။ cosmetic တွေကကြောင့်လူကိုယ်တိုင်ဆွေးနွေးအကြံပေးခြင်းနဲ့လက်တွေ့ပြသခြင်း ဆိုင်ကြီးများမှာမရှိနိုင်တဲ့အခွင့်အရေးပေါ့နော်မရရှိနိုင်တဲ့အခွင့်အရေးကိုရရှိခွင့်ပေးထားတယ်ဖြစ်ပါတယ်ရှင်။ဒီကြရင်အိမ်သုံးဆောင်ပစ္စည်းများပေါ့နော်ပစ္စည်းတန်ဖိုးနဲ့အကျိုးကျေးဇူးကိုသိရှိနိုင်ရအတွက်သရုပ်ပြဆွေးနွေးရန်လိုအပ်ပါတယ်။အဲတင်ကြားမှုပစ္စည်းတွေပေါ့နော်ဒါစာအုပ်ဗီဒီယို CD အဲကွန်ပျူတာစလို့ပေါ့နော်ဖြန့်ချီတဲ့သူတွေမှာဒီလိုပစ္စည်းတွေအပေါ်မှာကောင်းစွာအကြံပေးနိုင်တယ်ကောင်းစွာကဲဖြတ်ပြီးတော့ဘောနော် ဟိုယုံကြည်မှုကိုလည်းအဲကျမတို့အရာယူနိုင်တာလည်းဖြစ်ပါတယ်အဲဆိုရင်ဘောနောဒါအလုံးနာလေအောင်ဘောနောဒါကျမဟိုပြန်ပြီးတော့သုံးတက်ပေးမယ်ဘောနောပြန်ပြီးတော့သုံးတက်ပေးပါမယ်ဒီကုန်ပစ္စည်းရောင်းချနေကွာခြားချက်ကကြတော့ဒါကျမတို့အပြစ်မှာဆိုရင်တော့ဟိုဒါတိုင်းမသွားဘောနောလက်လီလက်ကပြီးမှ customer စီရောက်တာဘောနောဒါပေမဲ့ကျမတို့ဒီ company မှာကြတော့စားသုံးလူစီကို ဒီဒါရိုက်ရောင်းရှားတဲ့စနစ်ဖြစ်တယ်ပြီးကြရင်အဲကိုယ်တိုင်သုံးပြရတယ်ပေါ့နော်အဲကိုယ်တိုင်သုံးပြရတယ်ကိုယ်တိုင်ထိတွေ့လို့လည်းရတယ်ဒီလိုမျိုးတက်တယ်ပြလို့ရတာဖြစ်တဲ့အတွက်ဒါပယ်မှာမှမလုပ်ပြနိုင်တဲ့ခွင့်ရကိုစကြလို့ဒီလိုမျိုးကုမ္ပဏီကလုပ်ပေးတာလည်းဖြစ်တယ်ပေါ့နော်ပြီးကြရင်အဲကျမတို့တစ်ခါလေကြရင်လည်းပစ္စည်းနဲ့ပတ်သက်ပြီးတော့သင်တန်းလေးစိတ်တွေလည်းပေးရတယ်ပေါ့နော်ဒီလိုမျိုးတွေ training တွေလည်းပေးတာဖြစ်တဲ့အတွက်ပေါ့နော်ပယ်မှာမှမရနိုင်တဲ့အခွင့်အလမ်းကို ကျွန်တော်တို့ကဒီပစ္စည်းနဲ့ပတ်သက်လာရင်ရောင်းချမှု၊ပွာချချက်ကိုအထမကဖတ်ပြပေးလိုက်တာလည်းဖြစ်ပါတယ်ရှင့်။ဒီလောက်ဆိုရင်တော့ပေါ့နော်အားလုံးနားလည်လိမ့်မယ်လို့ယုံကြည်ပါတယ်။ဒါကတော့ဒီနေ့အတွက်ပေါ့နော်။ဒါလေးရမြောင်နေ့အတွက်ဒီလောက်ပါပဲရှင်။အိုက်မိုင်ပါ။